ဟေ့တိတ်တိတ်နေစမ်းဟိုကလေးသုံးယောက်ပဲလဲကိုယ်လန်းကိုသွားဟီရိုလာလို့မယ်မကြံနဲ့တော့ဇီးရိုးဖြစ်သွားမှာချက်ကြီးလေလှမ်းပါတယ်မိကလေးတယောက်ရှိမှာကလေးသုံးယောက်ပဲလို့အပြောခံလိုက်ရတော့တင်းသွားတာပါဟေ့တခိုးလိုလိုဓမြလိုလိုကောင်ကျုပ်ကကလေးပင်မဟုတ်ဘူးဗျဒီကလေးတွေကကျုပ်ညီလေးတွေဟာအရေးတယ်မှာကိုချက်ကြီးဟာဘာလို့အဲ့ဒါတွေရှင်းပြနေရလဲဗျမိကလေးကိုကဲဖို့ကိစ္စအရင်လုပ်လीဗျာဩအေးဟုတ်သားပဲဟေ့ကောင်မလေးကိုနှုတ်လိုက်စမ်း ဲ့လိုစကားတွေပြောနေတော့ငပိန်လေးစိတ်မရှိတော့ဘူး။ချက်ကြီးရှိရနေပြီးသားပြီးတကူတယောက်ရဲ့မျက်နှာကိုသိကံထဲလိုက်ကြည့်။ပေါ်တူရိုတတွေကိုချက်ကြီးကိုတင်းငဲ့ကြည့်သွားတဲ့အတွက်ဘာလို့လို့လုံရမယ်မသိဖြစ်နေကြတယ်။ငါတို့ဘယ်လိုလုပ်ကြမလဲကွ။ဘလို့လောက်အောင်မလဲကွကိုချက်ကြီးကိုပြန်ခေါ်ဖို့ငါတို့တကိုးရှောင်းနိုင်တော့အောင်မှာပေါ့ကွငါငါတို့၃ယောက်တည်းလားကွ ငါငါကိုချက်ကြီးပါလို့လိုက်လာနော်။ဒါဆိုရင်မေ့ပြန်လိုက်လေကွာ။ငါတော့ဆက်သွားမှာပဲ။အဲ့လိုပြောပြီးတော့ငပိယရှိရနေထွက်သွားတယ်။ပေါ်တူနဲ့တော်ဘောကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးကြံနေခဲ့ကြပြီမေ့။ပေါ်တူကပါငပိအနောက်ကနေလိုက်သွားတယ်။အဲ့တော့မှတုတ်ပေါ်လေ။ဟျောင်းနေဟျောင်းနေငေါ့ငေါ့စောက်ကြအောင်လေကွာ။တပတ်မှလည်းကိုကြက်ကြီးအောင် တင်းငယ်ရဲ့လက်ကနေလွတ်အောင်လို့အတင်းရှုံးနေတော့တယ်။ငါဒီငတ်ခေါ်တဲ့နေရာကိုသာပါသွားရင်ခိုးကလေးသုံးယောက်အတွက်အန္တရာယ်များတယ်။မဖြစ်ဘူး။ငါဘယ်လိုလုပ်ရမလဲ။အိမ်တော်တော်အကြံတစ်ခုရပြီးအဲ့ဒီအကြံတိုင်းလုံလိုက်တော့တယ်။ဟာဟုတ်ပြီ။ငါအဲ့ဒီအတိုင်းလုပ်ရမယ်။တင်းငယ်ကတော့ချက်ကြီးကိုချင်လို့တကူကောင်းဆောင်ရှိတဲ့ရာကို ပြန်သွားတော့တယ်။ တကူကောင်းဆောင်ဟာလေတိမ်ငက်ပြန်လာအောင်စောင့်နေရပါအဲ့ဒီအချိန်သူ့ဘေးမှာရှိတဲ့တကူတယောက်ကအဆရိအဆိဟောမမလာနေပြီဗျတကူကောင်းဆောင်လေအဝေးကနေတိမ်ငက်ကြည်လာတဲ့လူကိုမြင်လိုက်တော့ဝမ်းသာသွားတယ်တကူကောင်းဆောင်ကသူ့ဘေးမှာရက်နေတဲ့သူ့တပည့်တကူတွေကိုမြင်လာပြိဿံဖြစ်တဲ့ငှက်ကောင်လေးမင်းတို့ထက်အသုံးကျသည်အဲ့ဒီအချိန်မှာပဲကောင်းငင်မှာပြန်နေတဲ့ငှက်က တကူကောင်းဆောင်ရှိကိုရောက်တော့ရက်လိုက်ပြီးသူကြည်လာတဲ့ချက်ကြီးကိုအောက်ကိုချပေးလိုက်တယ်။တကူကောင်းဆောင်ကတော့ငှက်ရဲ့ကောင်းပုတ်တက်တယ်။မင်းတော်ရဲ့ကြောကြီးဟေ့မင်းတော်သူ့ကိုသူကြိုက်တဲ့အစားအစာတွေကျွေးပြီးအပန်းဖြေထားခိုင်းလိုက်။ချက်ကြီးကတော့မြေပြင်ပေါ်မှာလဲကျနေတော့တာပါ။အိမ်နောက်တော့တကူကောင်းဆောင်ကမြေပြင်ပေါ်မှာလဲကျနေရဲ့ကိုချက်ကြီးကိုနှိုးဖို့အတွက်တကူကိုပြောလိုက်တယ်။ဟေ့ဒီကောင်ကိုရှင်းနေပါပြီနှိုးရအောင်လို့မင်းရှင်းသွားခက်ခဲ့ ဒါနဲ့ဘေးနားမှာရှိတဲ့တကူတယောက်နေရေမုန်းဆွဲပြီးထွက်သွားတယ်။အဲ့ဒီတကူပြောင်းလာတဲ့အခါမှာတကူခေါင်းဆောင်ကသူ့ကိုရေနဲ့ပတ်ပြီးတော့နှိုးလိုက်။ဒါနဲ့တကူလည်းသူ့ယူလာတဲ့ရေပုံနဲ့ချက်ကြီးကိုပန်လိုက်တယ်။ဒါမှချက်ကြီးကတော့မင်းမင်းမမမင်းနေတယ်လို့တော်တော်မအောင်မလုပ်တော့တကူခေါင်းဆောင်ကဟေ့နောက်တဲ့ရေသွားခက်ခဲစမ်းကြည့်ရလားဒီကောင်ဒီရေလောက်ကိုမဖြုတ်ဦးနေမှာဟမ်အဲ့လိုနဲ့ ချက်ကြီးကိုရေရည်လင်းငါကလာပတ်ပြီးနှိုးပေးမယ်။ချက်ကြီးကတော့မနှိုးလာပါဘူး။ဒါနဲ့တကုတ်ကောင်းဆောင်လေးထိတ်လန့်သွားပြီ။ဟာဒီကောင်သွေးရိုးသားရုံမှာဟုတ်ရဲ့လား။တီးရင်များသေးနေပါလားမသိဘူး။ဟေးမင်းလားသူ့ကိုလှုံလို့စမ်း။တကုတ်တယောက်နဲ့ရှေ့ထွက်လာပြီးချက်ကြီးကိုလှုံလို့ရတယ်။အရေးအချင်းမှာပဲရုတ်တရက်ချက်ကြီးခန္ဓာကိုယ်ကနေ မိခိုးရည်ပြေးပြောင်းသွားတယ်။တကူကောင်းဆောင်လေးမိကိုငွေတွေကိုရှူလိုက်ရတော့မှုတူသွားပြီးတော့ ဟာဟိဒါဘာလဲရေယူခဲ့မြင်း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 မိခိုးတွေကိုညှိအောင်ဟာဒါနဲ့ဘေးနားမှာရှိတဲ့သခိုးတွေလည်းရေကိုပြေးလာသွားခတ်ကြတယ်အိမ်နောက်တော့မိခိုးတွေကိုရေနဲ့လာပြီးညှိလိုက်တဲ့အခါမှာဒဲနေရဲ့ကိုချက်ကြီးတယောက်ကမိခိုးတွေနဲ့တူပြောက်သွားတယ်အိမ်တော်မှာသခိုးကောင်းဆောင်နဲ့ခေါင်းနှံပန်းကြီးသွားတယ်ဟာဒီမော့ဆရာကောင်ထွက်ပြေးသွားပြီနှံ့အောင်လိုက်ရှာကြစမ်းအဲလိုနဲ့ချက်ကြီးကိုပြောက်သွားတဲ့အချိန်မှာလိုက်ရှာကြတယ် တပတ်မှာတော့ကိုချက်ကြီးဟာပေါ်တူရိုတောင်းရောက်စီကိုပြန်ရောက်လာတာပါပေါ်တူရိုကတိုင်ငယ်နဲ့ပေါသွားတဲ့ကိုချက်ကြီးသူတို့ရှိကိုပြန်ရောက်လာတာဆိုတော့အန်ဟွန်နေကြတယ်ဟာကိုချက်ကြီးဘယ်ရောက်ပနေဘလို့ဖြစ်ပြီးတော့ပြန်ရောက်လာလေဗျဟာချက်ကြီးကရှီမွားလိုက်တယ်ဒါလားကိုချက်ကြီးရဲ့ပုံစံတူကိုပွားကာတာကိုတောင်းပြီးတော့လွတ်လာလေကွာပေါ်တူရိုလည်းအန်ဟွန်သွားကြပြီအဲ့နောက်မှာတော့အလုံးကအဲ့ဒီကတည်းက ကျွန်တော်တို့ကိုလည်းတင်ပြီးပါနော်နော်ကိုချက်ကြီးနော်ပေါ်သူတို့လည်းကိုချက်ကြီးရဲ့ပုံစံတူကိုပွားခါတာကိုဝိုင်းတင်ခိုင်းကြတော့ဒီအေးပါကိုချက်ကြီးသွားရင်လည်းတင်ပြီးမယ်ဟုတ်ပလားလာဆက်သွားကြရအောင်ဒလုံနဲ့ပေါ်သူတို့တတီတကိုးရှောင်းဆက်ပြီးရှောက်လာခဲ့ကြသည်ရှောင်းနေလမ်းမှာတော့ကိုချက်ကြီးဟာပေါ်သူတို့တတီကိုပုံစံတူကိုပွားခါတာကိုတင်ပြီးနေရပါအဲ့ဒီအချိန်မိကလေးတယောက်ရဲ့အောင်းအေးတန်ကိုကြားလိုက်တော့ ိုးထုတို့လည်းအံ့ဩသွားကြတယ်။ကိုကြက်ကြီးဟိုရှိမှအတန်အတန်ကြားလိုက်ရတယ်လို့ပဲဗျ။အေးဟုတ်တယ်ကွာ။ဘာဖြစ်တာလဲမသိဘူးနော်။လာတွားကြည့်အောင်။ပိုးထုတို့လည်းရှေ့ကနေထွက်သွားနေကိုကြက်ကြီးနောက်ကိုလိုက်သွားကြတယ်။နောက်တော့မေကလီတယောက်တင်းများတိုက်နေတဲ့လူနှစ်ယောက်ကိုဖိုးထုတို့တွေ့လိုက်ရတယ်။မေကလီကကိုကြက်ကြီးနဲ့ဖိုးထုတို့ကိုတွေ့လိုက်တော့ ဒီဟာကိုတော့ညီမညီမကိုညီမအောင်နော်ဒီမှာမင်းကလေးရဲ့စကားတော့မစုံခင်တကူတယောက်ကဟေးတိတ်တိတ်နေစမ်းဟိုကလေးသုံးယောက်ပြီးလဲကိုလန်းကိုသွားဟီရိုလာလို့မယ်မကြံနဲ့တော့ဇီးရိုးဖြစ်သွားမှာချက်ကြီးလဲလှပတဲ့မင်းကလေးတယောက်ရှိမှာကလေးသုံးယောက်ပြီးလို့အပြောခံလန်းရတော့တင်းသွားတာပါဟေးတကူလိုလိုဓမြလိုလိုကောင်းကျုပ်ကကလေးပင်မဟုတ်ဘူးဗျဒီကလေးတွေကကျုပ်ညီလေးတွေအာအရေးတယ်မှာကိုချက်ကြီးဟာ ဘာလို့အဲ့ဒါတွေရှင်းမြနေရလဲဗျမိကလေးကိုကဲဖို့ကိစ္စအရင်လုပ်လीဗျာဩအေးဟုတ်သားပဲဟဲ့ကာမလေးကိုနှုတ်လိုက်စမ်းအဲ့လိုစကားတွေပြောနေတော့ငပိန်လေးစိတ်မရှိတော့ဘူးချက်ကြီးရှိရနေပြေးသွားပြီးတကောတယောက်ရဲ့မျက်နှာကိုစိတ်ကန်ထဲလိုက်ကြည့်အဲ့ဒီအချိန်သူ့ကိုရန်လုံးနဲ့နောက်ထပ်တကောတယောက်ရဲ့ဘိုက်ကိုလည်းလက်သေးနဲ့ဆင့်တိုးပြီးတိုက်ခတ်လိုက်ကြည့်ချက်ကြီးနဲ့ဘိုးတူတို့အပေါင်းမိကလေးကပါငပိန်ရဲ့တိုင်းခွက်ကိုကြည့်ပြီးအံ့ဩနေကြတာပါ တကောတွေကပြန်တိုက်ပြီးတက်ခတ်မယ်လို့မငပိန်ကဟောင်းနေအဲ့ဒီအတိုင်းပဲရက်ကြည့်နေကြတော့မှလားကွအဲ့ဒီတော့မှဖိုးထုတ်လို့လေကြောင်ကြည့်နေရကတကောတွေကိုဝိုင်းကြကြတယ်အိမ်တော်တော်ငပိန်လက်ဆောင်နေနေအထိနာနေတဲ့တကောတွေလေဖိုးထုတ်လို့ကပါဝင်ပြီးစားကြတော့အလဲလဲကွဲကွဲတွေဖြစ်ကုန်ကြတယ်ကိုချက်ကြီးကျွန်တော်တို့ဒီတကောတွေကိုဘယ်လိုလုပ်ကြအောင်လဲဗျချက်ကြီးကတော့မင်းကလေးရဲ့သနာစရာမျက်နှာလေးကိုငေးကြည့်နေမိအောင်ဆိုတော့ ခေါတူပြောတာကိုမကြားရကံငပင်ဟောင်းပြို့ကိုကြက်ကြီးအတန်ရောရှည်သေးရဲ့လားဗျအော်အေးငပင်ကိုကြက်ကြီးကိုခေါ်တာလားဘာလဲပြို့လေကျွန်တော်ခေါ်တာမဟုတ်ဘူးဗျဖိုးတူခေါ်တာဒီတကိုးတွေကိုဘာလုပ်လိုက်ရမလဲတဲ့อืมသူတို့ကိုဒီသင်းမင်မှာကျိုးနဲ့ပတ်ပြီးတော့ထားခဲ့လိုက်မယ်လေဟာကိုကြက်ကြီးကလေကျွန်တော်တို့မှာဘာကျိုးမှမရှိတာဗျဘာနဲ့ကြီးမှလဲအဲ့ဒီအချိန်မိန်းကလေးကအမမပါတဲ့မောင်လေးရဲ့အမစီယာယူလိုက်နော်ဝူး ဲ့လိုပြောပြီးတုတ်ကျိုးတကျိုးနေထုတ်ပေးလိုက်သည်ငပိန်လည်းကမ်းမီလာရဲ့တုတ်ကျိုးကိုကမ်းပြီးတကွနှစ်ယောက်ကိုတစ်ပင်မှာကျိုးနေထုတ်လိုက်သည်ကျိုးနေတော့တုတ်ပြီးပြီကိုချက်ကြီးဘာဆက်လုံးမလဲဗျအင်းပြီပြီဆိုရင်တော့ခီးဆက်ကြတာပေါ့ဒါနဲ့ဒီကဒီကညီမရောဘယ်လိုသွားမှလဲငပိန်ကဝင်မေးလိုက်ပြန်နေဒါနဲ့အမကဒီတော်မို့ဘာလာလောက်တာလဲဗျအမနေမြာခိုင်မှာအမကဒီတော်မို့ဆင်းမြစ်ခုကိုလာတာ အဲ့ဒါအဲ့ဒီမှာဒီတကိုးတွေနဲ့တွေ့လာပါပြီအမဒီတောင်ပေါ်မှာတကိုးတွေရှိတာမသိဘူးလားဗျအမခီးသွားလာဟိုသိတော့သိပါတယ်ဒါပေမဲ့အဘဒီတောင်ပေါ်အစီမြင့်နဲ့မှယောဂတက်တာတော့မို့အရေးဆုံးမီလာခဲ့ရတာပါဟမ်ငါပညာမင်းရလေလူတိုင်းကိုသင်္ကမကင်းနဲ့ပလိတ်စီစစ်နေပြန်ပြီဘာလဲအမကိုတကိုးဖွဲရလှုပ်လိုက်တယ်လူလို့ထင်နေရလားတော်ပေါ်အဲ့လိုမင်းလိုက်တော့မိကလေးလည်းမျက်စိမျက်နှာပြတ်သွားတယ်ဟာ ်မင်းပြောမှပိုဆိုးနေပြန်မှာမီတုတ်ဖို့ရငဘိမင်းလည်းတန်တရားစိတ်ကိုရှော့ကွဒီမှတကိုးဝဲကသာဆိုတကိုးတွေကသူ့စီယာပစ္စည်းကိုပြန်ခိုးပါမလားကွဟာကဲတော့ကြတော့နော်ဒါနဲ့ပဲခီးကမတွေ့မဲနေတော့မှာခီးဆက်ကြတာပေါ့ဟိုဒီကညမလေးအကိုတို့နဲ့သွားမယ့်နေရာတွေ့ရင်လိုက်ခဲ့ပါအကိုတို့သွားမှာတော့တကိုးရွာဘီဟာကိုချက်ကြည့်ရလေဒီမှဘလို့လို့ပြီးတော့တကိုးရွာကိုသွားမှာလေဗျဟုတ်ပါလေဟိုညမကလည်းစင်းမြင့်ရှာဖို့ပေါ့ဆိုတော့ လမ်းတူရဲ့ဒီပဲလိုက်ခဲ့ပါမရှင်။အဲလိုနဲ့ငပိန်ဦးဆောင်ပြီးဖိုတိုတို့ဖွယ်လဲခီးဆက်ကြတယ်။အဲ့ဒီအချိန်မင်းကလေးကအနောက်ကသစ်ပင်မှာအကြည့်ခံထားရတဲ့သကုနှစ်ယောက်ကိုလမ်းမထောင်ပြလိုက်တာကိုတော့သကုနှစ်ယောက်ကလွင်ရင်ဘသူမှမမြင်လိုက်ပါဘူး။ဖိုတိုတို့ထပ်သွားပြီးတော့သကုနှစ်ယောက်ကလည်းဇီးကွက်ကိုလှမ်းခေါ်လိုက်တယ်။ဇီးကွက်ကလည်းဓာတ်တလက်ကို ပစက်ကကိုက်ပြီးသကုရိစီကိုရှောက်လာခဲ့တယ်။သကုနှစ်ယောက်လည်းဇီးကွက်ပစက်ကနေ တောင်းကိုယူလိုက်ပြီးသူတို့စီးထားတဲ့ဇူးတွေကိုဖျက်ပြက်လိုက်တယ်။တကူတယောက်ကဟဲ့အောင်ဟိုပေမေရှင်ရှင်နဲ့ကောင်ကတော်တော်မြန်ပြီးတွက်တယ်နော်။တိုင်းလက်တပ်ပုံမေးကွဟုတ်တယ်ငါတို့လေအစ္စလမ်ဝေသွားတာပဲ။ကဲပါထားတော့ဂျယ်လီမှာအဲ့ဒီဖွဲ့နဲ့ပါသွားပြီဆိုတော့ငါတို့ကောင်းဆောင်သွားပြီးတော့အကြောင်းကြားရအောင်။အဲ့လိုပြောပြီးသူတို့လေဖြက်လန်းကနေတကူရှောင်းထွက်သွားတယ်။ တကူကောင်းဆောင်ကတော့သူ့ရဲ့တကူနှစ်ယောက်ယူလာတဲ့တရင်ကိုကြားပြီးဝမ်းသာနေတော့တာပါ။အင်းကောင်းနေကောင်းနေ။ဒါနဲ့မင်းတို့မျက်နှာဒီလောက်ထိတော့ဒဏ်ရာဒဏ်ချက်တွေများလာကြည်လား။တကူနှစ်ယောက်လည်းဘာပြန်ပြောရမယ်မသိဖြစ်သွားကြတယ်။ဒါနဲ့တကူကောင်းဆောင်ကရပြီ။မင်းတို့သွားနာတော့။ဒဏ်ရာတွေရလာတဲ့တကူနှစ်ယောက်လည်းခေါင်းဆောင်ရှေ့ကနေထွက်သွားတယ်။ခေါင်းဆောင်ကသူ့ဘီမှာရှိတဲ့တကူတစ်ယောက်ကို ဇီးခွက်ချန်နီကပင်မကိုတွားခေါ်ကြည့်။တကုံးကလည်းခေါင်းဆောင်ရင်စကားကိုကြားတော့အံ့ဩသွားတယ်။ဟိုဖြစ်ဖြစ်ပါမလားအာစီရဲ့။အဲ့ဒီပင်မကတကြီးရဲ့ဇီးခွက်မလား။ပြီးတော့သူကအလံဝင်းဇီးခွက်လေးအာစီရဲ့တိုက်ခတ်တဲ့နေရာမှာတုံးလို့မရဘူးနော်။ပြီးတော့တကြီးကဗကိစားပဲဖြစ်ဖြစ်သူ့ကိုတော့မထိဖို့ပြောထားရလိဗျာ။အခုလည်းမထိပါဘူးကွ။သူ့အဝေးကနေကင်းလေးဆောက်ခွင့်ရုံပဲ။သွားဆက်မှာမိရလဲရှာရှည်လိုက်တာ။ဒါနဲ့တကူတယောက်နေဇီးခွက်ချန်နေဟာ ဇီကွက်အကြီးစားပင်မအောင်သွားခေါ်လာသည်။တကူကားဆောင်ကဇီကွက်ပင်မအောင်ကြည့်လိုက်သည်။ဂျက်လီမာနောက်ကနေမတိတောင်လိုက်ချောင်းကြည့်။တကူအပြင်ဂျက်လီမာကိုချီးလာခဲ့ကြလား။အဲ့လိုပြောပြီးဇီကွက်ကိုနှောက်လိုက်သည်။ခေါင်းဆောင်စိတ်တည်။음ဂျက်လီမာကြီးနင့်ကိုပဲအားကိုးရတော့မှာပဲ။ငါ့ရဲ့နောက်ဆုံးလက်နက်ကနင်းမင်း။နေမှာကြာရှောင်းရင်တော့ငါတို့တရားလုံးကြပြီပဲဟိတပတ်မှလည်း ဖိုဒရိုဖွဲနဲ့ရှိနေတဲ့ဂျက်လီမာကမြေပုံအမှန်ကြည့်ပြီးတွားနေတဲ့ချက်ကြီးကိုပြောလိုက်တယ်။အဲ့ဒီမြေပုံမှားနေတကူရွာဆိုတာအဲ့ဒီဘက်မှာမရှိဘူး။ချက်ကြီးလည်းအဲ့ဒီတခွန်းလေးနဲ့နေရောက်ပြီးတော့ဂျက်လီမာလမ်းပြရဲ့နောက်ကိုလိုက်သွားတယ်။အဲ့ဒီအချိန်သူတို့နောက်မှာမတိမတာနဲ့တကူကောင်းဆောင်လွန်လိုက်တဲ့ဇီခွက်ကလိုက်ပါလာတာပါ။ဒါပေမဲ့နာပါလုံးနဲ့တုတ်ပေါ်ကဇီခွက်ရဲ့တောင်မဲခက်တန်နဲ့ကြားနေရတယ်သူ့ဘီမှာရှိနေတဲ့ငပိတ်ကိုပြောလိုက်တယ်။ ဟောင်ငပိငါတို့နောက်ကိုတယောက်လိုက်နေတယ်လို့ပဲကွ။ဒါနဲ့ငပိကလည်းနောက်ကိုလှည့်ကျင်းလိုက်ပြီမင်းဘသူ့အောင်မှမတွေ့နေကောင်။ဘသူ့မှမရှိပါဘူး။မင်းစိတ်ထင်တာနေမှာပါကွ။စိတ်ထင်တာမဟုတ်ဘူးအတန်ကြားနေရတာ။အဲ့တော့မှငပိလည်းအတန်ဆိုရင်တော့တော်ဖို့ကမလွဲနိုင်နေတော့ချက်ကြီးကိုပြောလိုက်ကြည်။ကွချက်ကြီးကျွန်တော်နောက်ကိုတယောက်ယောက်လိုက်လာတယ်လို့ပဲဗျ။ဟင်ဟုတ်လား။ဒါဆိုဟိုအရှိမမြင်ရတဲ့တပ်ပင်ရောင်ရင် ။နောက်ကလိုက်လာတဲ့သူကဘာတူလဲဆိုတာသိအောင်အာလုံးသစ်ပင်နောက်ကိုအမြန်ဝင်ပုန်းရအောင်။ဒလုံနဲ့ဆက်ရှောက်လာရင်သစ်ပင်နာရောက်မှာအာလုံးသစ်ပင်နောက်ကိုဝင်ပုန်းလိုက်ကြတယ်။အဲဒီတော့မှအနောက်ကလိုက်လာတဲ့အလောင်းမွေးစည်းကွက်ပင်မလေးသူလိုက်နေတဲ့လူတွေပြောက်သွားတဲ့အတွက်ကြောင်သွားတယ်။ဇက်လီမာကစည်းကွက်ကိုအရှင်မြင်သွားတယ်။ဟာပင်မကြီးပဲပင်မကြီးကိုဘယ်သူလှုပ်လိုက်တာမလဲ။တကြီးတည်ရင်တော့ဒုက္ခပဲ။အိမ်တော်တော့ဖိုးထုကလည်းမြင်သွားတယ် ဇီးကွက်ပဲကွငါတို့နောက်ကနေလိုက်လာဇီးကွက်ပဲဇီးကွက်ဆိုတာနဲ့တကိုးတွေလွတ်လိုက်တယ်ဆိုတာသိသွားတော့ငပင်ရနီနာကဂင်လုံးတလုံးကောက်ကင်ပြီးဇီးကွက်ကိုလှမ်းပြလိုက်တယ်တိုင်းဆရာငပင်ရလက်တဲချာချောင်းဇီးကွက်လည်းစိတ်တူသွားပြီးသူ့ကိုတိုက်ခိုက်တဲ့ငပင်စီကိုတုံးတူးပြန်လာတယ်ငပင်လည်းပြန်လာနေတဲ့ဇီးကွက်ကိုရှောင်လိုက်တော့ဇီးကွက်လည်းအရှိန်မထိန်နိုင်တော့ပြီးမြေကြီးပေါ်ကိုနှုတ်သီးနဲ့ထိုးဆိုင်ကြပြီးအသက်ထွက်သွားတယ် ဂျယ်လီမာကတော့တောင်းမြင်ပြီးထိတ်လန့်သွားတာပါဟာသွားပြီပင်မာကြီးတိတ်ပြီတကြီးကတော့ဒီလူတွေကိုအလွတ်ပြီးတော့မှမဟုတ်တော့ဘူးတကြီးကပင်မာကြီးကို သူ့သားရင်လို့ချက်တာဘယ်လိုလုပ်ရပါမလဲဟမ်တပတ်မှလေတောင်မွားနေရတခုမှတိုင်းဆရာဘိုးတော်တရားတရားထိုင်နေရောတာပါအဲ့ဒီအချိန်သူ့မြင်ကွင်းထဲမှာမြင်လိုက်ရတဲ့အရာကြောင့်အံဟောထိတ်လန့်သွားတယ် အိမ်နောက်တော့ကြောက်စရာကောင်းနဲ့သူ့ရဲ့အမော်မျက်လုံးကြီးကိုဖွင့်လိုက်ပြီးတောက်တချက်ခောက်လိုက်တော်တယ်။ကဲဒီတော့နောက်လာမယ့်ဇသိမ့်ပိုင်းမှာအခုနောက်ဆိုမြင်လိုက်ရတဲ့သူကဘသူလဲ။တူအောင်တခွေရနေဘလို့ပတ်သက်နေပြီးတော့ဖိုးထုတို့အဖွဲကရောဘာဒီဆက်ပြစ်သွားမလဲဆိုတာကိုအဆောင်ကြည့်လိုက်ကြရအောင်နော်။